င်းလုံးစကားတတ်ထားပြီးနေထဲမှာချင်းနေရှိနေရပါကြောင့်လေလူကြီးမင်းတို့တတိမထားမိတဲ့အပြုမူလေးတွေကပဲချင်းတွေကိုအိမ်ထဲဝင်လာဖို့ဖိတ်ခေါ်နေတာပါဒီလိုချက်တွေကပဲနေအိမ်ထဲကိုချင်းတွေလာဖို့လက်ရခွန်နေတလို့ဖြစ်နေတာပေါ့ချင်းစကားလေးတွေကိုအဖွင့်ပိတ်လုပ်ပြီးတဲ့အခါတိုင်းပြန်ပိတ်ဖို့မေ့သွားမယ်ဆိုရင်တော့ပြည်ပကဝင်လာမဲ့ချင်းတွေက နေအိမ်ထဲကိုအတိုင်းစားမရှိဝင်လာမှာပါ ဒီလိုတတိမထားမိတဲ့အရာလေးတွေကပဲနေမှာချင်းလုံးစကားတက်ထားတာတောင်ချင်းတွေမကင်းဖြစ်နေရတာပေါ့ချင်းစကားဖွင့်မိလိုက်ကြင်ပိတ်ဖို့မမိပါနဲ့နော်မိမိနေတွင်မှာရှိတဲ့ဖျားပန်းဦးတွေနဲ့အလှဦးတွေမှာရောချင်းတွေရှိနေတတ်ကြတာကိုသတိထားမိကြရဲ့လားဟုတ်ပါတယ်ချင်းတွေများစုကဆူဆူတဲ့နေရာနဲ့ရေရှိတဲ့နေရာတွေမှာရှိနေတတ်ကြပါတယ် နေထဲမှာရှိတဲ့ဆူဆွတ်တဲ့နေရာတွေကိုချင်းတွေကအထူးခုံမီနှစ်သက်ကြတာကြောင့်ချင်းတွေအတွက်တော့မြို့ပွားနိုင်မှုအကောင်းဆုံးနေရာတစ်ခုဆိုလဲမမှားပါဘူးရှင်ဒါကြောင့်ရေမြဲရှိနေတတ်တဲ့ဖျားအိုးနဲ့အလှအိုးတွေကိုတပတ်မှတစ်ခါလောက်တော့ရေလဲလဲပေးတင်ပါတယ်။မိမိရဲ့အိမ်တွင်းတန်ရှင်းမှုအားနည်းနေရင်လည်းချင်းလူစကားတက်ထားတာတော့ချင်းတွေမလုံးနေမှာအမှန်ပေါ့ရှင်။ချင်းစကားတွေတန်ရှင်းမှုမရှိတဲ့အခါဖုံထုနေတဲ့စကားပေါက်တွေကလည်းဆူဆူးမှုရှိလာနိုင်ပြီးချင်းတွေအူအူလာနိုင်ပါတယ်။ ြေစကားတွေကိုတန်ရှင်းလုပ်ဖို့မေးတဲ့အခါဖုံဖုံများစွာစုပြုံလာပြီးလေဝင်လေထွက်ပိတ်ဆို့ကအိတ်ထဲမှာအပူတွေများလာတာကြောင့်ခြင်တွေလည်းပိုလာနိုင်ပါတယ်တန်ရှင်းမှုမရှိတဲ့ခြင်လူစကားတွေကြောင့်ခြင်တွေပုံများလာနိုင်တယ်လို့ကျန်းမာရေးလည်းထိခိုက်လာနိုင်တာကြောင့်အ ਨੇ စုံတစ်ဖက်မှာတစ်ကြိမ်တန်ရှင်းမှုပြုလုပ်ဖို့အကြံပေးခြင်းပါတယ်ရှင်။ဒီလိုချက်လေးတွေကိုလိုက်ပါကျင့်သုံးမယ်ဆိုရင်နေမှာခြင်လူစကားတက်ထားတဲ့ပဲခြင်တွေလုံးတွေမှာမှန်ပဲပေါ့ရှင်။ကျန်းမာပြုရှင်သွားလူနေမှုဘဝအတွက်အကောင်းဆုံးခြင်လူစကားမစ္စတာစကွင်